EM ဘိုင်မြန်မာနေကြိုဆိုပါရယ်ကျွန်တော်ဒီနေ့တင်ကင်းစာရှစ်မှာပေါ့နော် lesson အိမ်မှာပြပြမှာတော့ကျွန်တော်တို့ဒီ verb to be နဲ့ပေါ့နော် affirmative question နဲ့ negative question အခြေဖြေနဲ့အတူဖြေနေပေါ့နော်ဒီမှာကျွန်တော်ဒီနေ့တင်ကင်းစာရှစ်ပေါ့နော် lesson အိမ်မှာပြပြသွားမှာဖြစ်ပါရယ်အဲ့တော့ကျွန်တော်ရဲ့ဒီတော့အလုံးလေးလိုက်အောင် တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့ noun pronoun ဒီမှာအနေနဲ့သုံးပြထားရအောင်နော်ဒီမှာကျင့်မယ်ပုံစံကျင့်မယ် for example is a girl a mythic and at mandolin နောက်တစ်ခုက was a girl a mythic at mandolin နောက်တစ်ခုကဘာလဲ uh well where to so be ဘာနော် well to so be a mythic a mythic at mandolin ဒီနေရာမှာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ tense သုံးမျိုးနဲ့ပေါ့နော်ကျွန်တော်ကြံခဲ့တဲ့ပြခဲ့တဲ့သင်ခန်းစာ lesson တွေမှာလည်းကျွန်တော်ပြောပြပြီနော် tense တုံးမျိုးနဲ့ first present tense first tense future tense နဲ့တကားတဲ့ကျွန်တော်တို့သွားနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာပထမဆုံး sentence ကိုနေပြီးတော့ analyze လောက်မှာတော့ကျွန်တော်တို့ predicate subject ပေါ့နော် subject ဆိုတာကျွန်တော်တို့ account ရဲ့ she ရဲ့စုစုရဲ့ဒါ subject predicate ကကြာတော့ကျွန်တော်တို့ is ရဲ့ was ရဲ့နောက်ပြီးတော့ will be ပေါ့နော်ဒီမှာ will be ကကျွန်တော်တို့ predicate ဖြစ်ပါတယ်နောက်တစ်ခါ object ကနေပြီးတော့ဒီမှာ amitic မနော် object amitic က object ပေါ့နော် ultimately ကနေပြီးတော့ present object ကျိတ်တလို့ထည့်လို့ရတာပါလေ preposition object เนาะကျွန်တော်တို့ကြံခဲ့တဲ့ lesson တွေမှာလည်းကျွန်တော်ပြောခဲ့ပြီးပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အနည်းဒီမှာအနည်းနဲ့ပေါ့เนาะ noun pronoun နဲ့သုံးပြရတာဖြစ်ပါတယ် verb to be နဲ့ပြနေတဲ့အတွက်ကြောင့်ကျွန်တော်တို့ subject ကနေ object ကနေပြရမှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်နားလည်မှထင်ပါတယ်ဒီခါတော့နောက်တစ်ခေါက်ပြန်ဆွေးရအောင် is a girl a medic at mendelin a wild she medic at mendelin where where so so be a medic at mendelin ဟုတ်နော်ကိုကြိုက်တယ်လို့နော်ဒီနေရာမှာ subject နေရာမှာကိုကြိုက်တယ်လို့ထည့်လိုက်ရတယ်နော် object နေရာမှာကျွန်တော်ကျွန်တော်အနည်းကြိုက်တဲ့ဟာကိုကြိုက်တဲ့ဟာနဲ့ကျွန်တော်တို့ရေးပြောလို့ရပါတယ်အမြင်မှာလို့ကမင်းကလေးတစ်ယောက်ကဒီမှာနေ subject နဲ့စာပြန်မှာပေါ့နော်မင်းကလေးတစ်ယောက်ကမန္တလေးမှာစီကျွန်သူတယောက်ဖြစ်သလားမဖြစ်ခဲ့သလားဖြစ်မှာလားပေါ့နော် dance to music တခါလေးပြပေးတာဖြစ်ပါတယ်အဲ့တော့အမေးဆိုအမေးရှိပြီဆိုတော့ကျွန်တော်တို့အဖြေပါတခါလေးရှင်းရမှာပေါ့နော်ဒီမှာ the way of long in sauce ပြီးတော့ကျွန်တော်တို့အရှိဖြေနည်းကိုပြပေးထားတာဖြစ်ပါတယ် အရှိပြင်းမှာလည်းကျွန်တော်တို့အနည်းနဲ့ပဲပြန်ပြန်မှာပေါ့နော်အနည်းနဲ့မေးတွေအတွက်ရောကျွန်တော်တို့ဒီမှာလည်းအနည်းနဲ့ပြန်ပြန်မှာဖြစ်ပါတယ်။မာ yes is ပေါ့နော် yes she is a medic at mendelin အတူကပါလဲ yes she was a medic at mendelin yes she will be a medic at mendelin translation ကဟုတ်ကဲ့ဒီမှာက mendelin မှာဆေးကျုံသူတရားဖြစ်သည်ဖြစ်ခဲ့သည်ဖြစ်လိမ့်မည်ပေါ့နော်တခါတည်း what no စိန်တန်တခါတည်းသုံးကျုံဖြစ်တော်တာပေါ့နော် ဒါ the way of long answer အရှိဖြစ်နေပေါ့နော်ဒီပုံစံက as not နောက်တစ်နေ့တွေ့ရအောင်နောက်တစ်နေ့ကကြာတော့ခုနက question ကိုပဲကျွန်တော်တို့အခြေဖြစ်နေဒါ negative နဲ့ဖြေတာနော် the way of long answer ပေါ့နော် negative နဲ့ဖြေတဲ့အခါမှာအခြေဖြစ်နေကနေပြီးတော့ negative မှာဘယ်နှမျိုးရှိလဲနှစ်မျိုးရှိရယ်နော်ဒီမှာတစ်မျိုးဒီမှာတစ်နေ့ရယ်ဒီမှာအောက်ကတစ်နေ့ရယ်နှစ်နေ့ရှိတာပေါ့နော်အဲ့တော့ဆိုမယ် no she is not a medic at mentally no she was not a mythic at Mendeley. No, she were not be အလိုလားမနော် future ပြလို့နော် a mythic at Mendeley ဆိုပြီးတော့ကြ negative အရှိဖြစ်နေတနေ့ပေါ့နော်နောက်တနေ့သွားမယ်နောက်တနေ့ကကြာတော့ No, she isn't a mythic at Mendeley. No, she wasn't at an a mythic a mythic at Mendeley. No, she won't be a mythic at Mendeley. ဒီမှာဖြည့်တဲ့အခါမှာကျွန်တော်တို့ကျွန်တော် နှစ်နှစ်နှစ်မျိုးနဲ့ဖြည့်လို့ရတာပေါ့နော် negative နဲ့နေနှစ်မျိုးဖြည့်လို့ရတယ်ဒီမှာတနည်းရဲ့ဒီမှာတနည်းဖြည့်လို့ရတာပေါ့နော် translation ကဘာလဲဆိုလို့ရှိရင် no ဆိုရင်မဟုတ်ဘူးသူမကမန္တလေးမှာဆေးကြောင့်လူတရားမဖြည့်ဘူးမဖြည့်ခဲ့ဘူးဖြည့်မှာမဟုတ်ဘူးဆိုပြီးတော့ပြန်ဖြည့်ရမှာဖြစ်ပါတယ်အဲဆိုကျွန်တော်တို့နားလည်မယ်ထင်ပါတယ်နော်နောက်ထပ်နေပြီးတော့ဒီဒီ meeting နေရာမှာလည်းနောက်ထပ်အများကြီး now and flow တော့အများကြီးသုံးလို့ရသေးတယ်နော်အဲ့ဒါနောက်ထပ်အတူဖြင်းနည်းကိုသွားမယ်။နည်းကပါလဲဆိုလို့ရှိရင် the way of short answer အတူဖြင်းနည်းအတူဖြင်းနည်းဆိုလို့ရှိရင်ဒီမှာကြည့်မယ်။ yes she is နော် yes she was yes she will ဒါတို့ဖြစ်နေဒါစကားပြောတဲ့နေရာမှာသုံးတာနော် yes she is အဲကိုကနေပြီးတော့မြေလာလို့ရှိရင် present နဲ့မြေလာလား first နဲ့မြေလာလားပေါ့နော် future နဲ့မြေလာလားဖြစ်မယ်ဆိုလို့ရှိရင်လည်း yes တလုံးနဲ့လည်းဖြေလို့ရပါတယ်စကားပြောတဲ့အခါမှာပြောရအောင်နော်ဒါမှမဟုတ်စာရေးတဲ့အခါမှာအဲ့လိုမရပါဘူးဘာလို့ကပါလဲဆိုလို့ရှိရင် negative အတို့ဖြစ်နေကပါလဲ no she is not no she was not no she will not ဆိုပြီးတော့ဒါ negative ဖြစ်နေအတို့ဖြစ်နေတနည်းရဲ့ ောက်တစ်ခုကအတူဖြစ်နေတစ်ခုသွားမယ် no she isn't no she wasn't no she won't ဆိုပြီးတော့ကျွန်တော်တို့ဒါ the way of short answer ပါနော်အတူဖြစ်နေဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နားလည်မယ်ထင်ပါတယ်နော် long answer ရဲ့ short answer အတူဖြစ်နေရဲ့နောက်ပြီးတော့အရှိဖြစ်ရင်ဖြစ်နေရဲ့ဆိုပြီးတော့နားလည်မယ်လို့ထင်ပါတယ်အဲ့ဆိုနောက်တစ်ခါတော့ရအောင်ငါပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ the making of question and the affirmative ပါနော်အဟောင်းမေးခွန်းမြောက်ကိုတိစောက်ရှင်းဒါလည်းကျွန်တော်တို့ ခုနကလိုပဲကျွန်တော်တို့ဒီမှာ sub object မှာပေါ့နော် object နေရာမှာကိုကြိုက်တယ်လို့မျိုးထည့်လို့ရတယ် exercise တွေပေါ့နော် legend ခန့်အတွက်ကျွန်တော်တို့ဒီ short video ဖိုင်မှာတင်ပြပေးထားတယ်နော် now flow now တွေသုံးလုံးသုံးနေရဲ့အမှန်နေပြီးတော့ကောင်းလုံး now တွေ flow now တွေကောင်းလုံးကျွန်တော်တင်ပြတင်ပြထားတာဖြစ်ပါတယ်အဲ့တော့ဒီတရားကိုကြည့်မယ်ဒီကြောင့်ကြည့်မယ်ဆိုလို့ရှိရင် is a born နော် is a born attacker among us နောက်တစ်ခုကနေပြီးတော့ was he attacker among us where uba be attacker among us ဒီမှာ subject ရှာမယ်ဆိုလို့ရှိရင်ပြမတယ် subject က appoint ရဲ့ he ရဲ့ upay predicate ပါလဲ is ရဲ့ was ရဲ့ will be ပေါ့နော်အဲ့ဒါ predicate ဖြစ်ပါတယ် object က author ကဒီမှာ object ဒီက about ask က present object နောက်ထပ်ကြိုက်တလို့ထည့်လို့ရတာပါလဲ preposition object နော်အဲ့တော့ကျွန်တော်တို့ဒီမှာ translation ကပါလဲဆိုလို့ရှိရင် look လေးတယောက်ကပါလဲအပြောသမားတယောက်ပေါ့နော် talk calls ကနေပြီးတော့ talk calls ကအပြောသမားပေါ့နော်အပြောသမားတရားဖြစ်သလားဒါ present နဲ့ဖြစ်တာနောက်တစ်ခုက နောက်ကသူကဘာနော်ငါတို့ကြားမှာအပြောသမားတယောက်ဘာနော်သူကဆိုဒီအပြောကနော်သူကငါတို့ကြားမှာအမောက်အောက်ဆိုငါတို့ကြားမှာဘောနော်အပြောသမားတယောက်ဖြစ်ခဲ့တလားဘောနော်ဖြစ်မှာလားဥပကငါတို့ကြားမှာအပြော အပြောသမားတယောက်ဖြစ်မှာလားဆိုပြီးတော့ကျွန်တော်တို့ဒီမှာဆင်းနေတဲ့ခါရဲ၃ချောင်းအနည်းနဲ့ဖြစ်သွားတာဘောနော်အဲ့ဆိုနောက်ထပ်အပိုင်း he ဥပဆိုတဲ့နေရာမှာ subject နေရာမှာနောက်ထပ်ကြိုက်တဲ့လို့ထည့်လို့ရသေးတယ်နော် attractor ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ object နေရာမှာလည်းနောက်ထပ်အများကြီးထည့်လို့ရသေးတယ်နော် ဒါပေမဲ့တကူတတိတရမှာက subject ကနေရင် object ကနေပြရမှာပေါ့နော်ပြီးလို့ချင်း tense ကတော့နေပြီးတော့ကျွန်တော်တို့အနေဆိုအနေအမျိုးစုံမျိုးလိုက်ပြရမှာပေါ့အဲ့တော့ကျွန်တော်ကြံခဲ့တဲ့ lesson ပြခဲ့တဲ့ lesson တွေမှာလည်းကျွန်တော်ပြောခဲ့ပြီးပြီဖြစ်ပါတယ်နားမလည်လို့ချင်းလည်းအဲ့ဒါကိုပြန်သွားကြည့်ပေါ့နော်အဲ့ဆိုနောက်တဲ့သင်ခန်းစာတစ်ခုသွားရအောင်နောက်တဲ့သင်ခန်းစာကကျွန်တော်တို့ခုနကမေးလိုက်တဲ့မေးခွန်းကိုပြန်ပြရတာပေါ့နော်ဒါကကျွန်တော်ထက်ကထက်ကပြောရခြင်းကြောင့်လည်းကျွန်တော်တို့ထက်ကထက်ကမှတ်မိမှတ်မိလို့ပေါ့နော်ဒီမှာ the way of long answer ဒီမှာ yes ပေါ့နော်ဒီမှာကြာတော့တခုရှိရတာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ uber တို့ ago တို့သုံးတဲ့ခါမှာကျွန်တော်တို့ဒီမင်းကလေးဆိုလို့ရှိရင် she ပေါ့နော်ယောက်ျားလေးဆိုလို့ရှိရင် he နဲ့သွားမှာပေါ့နော်ဒီနေရာမှာထဲတလေးလေးနေပြဖြေတဲ့ခါမှာသူထဲသုံးလို့မရဘူးနော် yes uber အဲ့လိုဖြေလို့မရဘူး he ကိုပဲသုံးရမှာနော်မင်းကလေးဆိုလို့ရှိရင် she သုံးရမှာနော်အနည်းဆိုလို့ရှိရင်ပေါ့အနည်းနဲ့သုံးနေတာဖြစ်လို့အဲ့လိုဆိုနားလည်မယ်ထင်ပါတယ်ဒါကကြတော့ yes she she he is ပေါ့နော် attacker မဟုတ် us တဲ့ကအရှိဖြင်းနေပေါ့နော်သူရော loan sir နောက်တစ်ခုကဒါကြတော့ negative မှာနေပြီးတော့အရှိဖြင်းနေပေါ့နော် negative အရှိဖြင်းနေနှစ်နည်းနဲ့ဖြေရတာဖြစ်ပါတယ်အဲ့အဲ့လို့ဆိုလို့ရှိရင်ကျွန်တော်တို့နားလည်မယ်လို့ထင်တာပေါ့နော်အဲ့ဆိုနောက်ထပ်တစ်ခိုင်းသွားမယ်ဒါကအတူဖြင်းနေပေါ့နော် the way of choice answer ဆိုတာကကျွန်တော်တို့ခေါင်းနကမေးလိုက်တဲ့မေးခွန်းကိုကျွန်တော်တို့အနည်းနည်းမေးလိုက်တာပေါ့နော်ဒီ noun noun pronoun မေးတဲ့အခါမှာကျွန်တော်တို့ pronoun အဖြေတဲ့အခါမှာကျွန်တော်တို့နေပြီးတော့ အာ pronoun နဲ့ပဲနိုင်စားနဲ့ပဲဖြေရမှာဖြစ်ပါတယ်ဒီထက်ကထက်ကနေပြီးတော့ကျွန်တော်တို့ abwine အဲ့လို over ဆိုပြီးထက်ဖြေလို့မရပါဘူးဖြေတဲ့အခါမှာကျွန်တော်တို့မင်္ဂလိဆိုလို့ရှိရင် she ကျော်ကျော်လေးဆိုလို့ရှိရင်တော့ he ပေါ့နော်အဲ့လိုပဲထက်တလေးလေးဖြေရမှာဖြစ်ပါတယ်ဒါကကျွန်တော်တို့ဒီအနေနဲ့ပြောနေတာပေါ့နော် verb to be နဲ့ပြောနေတာဖြစ်ပါတယ်အဲ့လိုဆိုလို့ရှိရင်နားလည်မယ်လို့ထင်ပါတယ်နော်ဒါကတော့ဖြေနေဖြစ်ပါတယ်အဲ့ဆိုနောက်တစ်နေ့နောက်တစ်နေ့ကပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ အများနဲ့ပြအများနဲ့အများနဲ့ဆိုင်းတဲ့နေပြမှာဖြစ်ပါတယ် formatic အများနဲ့ခွက်ချင်းပေါ့နော်အများနဲ့ပြမှာဖြစ်ပါတယ်အများနဲ့ဆိုလို့ရင်ဗာလဲဆိုလို့ရင်ဟမ် are roman a composer in front of me နောက်တစ်ခုကဗာလဲ where then composers in front of me where men be composers in front of me ဒါကျွန်တော်တို့နေပြီးတော့ဆိုင်းတဲ့ analyze လုပ်မယ်ဆိုလို့ရှိရင် predicate က are where will be ဘောနော်ဒါ predicate အများနဲ့ဘောနော် subject က omen they men ဘောနော်ဇာ subject object ကြတော့ compass compassus ဘောနော် compassus ဒါ object ဒီမှာကြည့်လို့ချင်းဒါကျွန်တော်တို့အများနဲ့ဘောနော်အများနဲ့ formatted question ကိုတိစောက်ထားခြင်းဖြစ်ပါတယ် translation ကဘာလို့ဆိုလို့ရှိရင်အမျိုးသမီးတွေကဒီမှာနော်အမျိုးသမီးတွေက in front of me ကငါတို့ကျွန်တော်တို့ရှိမှာပေါ့နော်ငါတို့ရှိမှာ DSR ရဲ့ compassus က DSR ကိုပြောတာဖြစ်ပါတယ် DSR တရား ပေါ့နော်ကြေးဆရာမြတ်ပေါ့နော်ဒီမှာကြာတော့ကျွန်တော်တို့မှားနေတာပေါ့နော်ဒီနေရာမှားနေတာဖြစ်ပါတယ်တေးဆရာမြတ်ဘာလို့ဆိုတော့ object မှာမရမယ့်အတွက်ကြောင့်ကျွန်တော်တို့တေးဆရာမြတ်ဖြည့်ကြသလားဖြည့်ခဲ့ကြသလားဖြည့်ကြမှာလားဆိုပြီးတော့ကျွန်တော်တို့ဒီနေရာမှာ translation မှာ မှားနေရယ်နော် sorry ဒီနေရာမှာ set compiler ကတေးဆရာမြတ်ကိုပြောတာဖြစ်ပါတယ်ဘာလို့ဆို subject ကမြတ်ရင် object ကမြတ်ပေးရမှာဖြစ်တဲ့အတွက်ကြောင့်ဒီနေရာမှာကျွန်တော်တို့အမျိုးသမီးတွေကကျွန်တော်တို့ရှိမှာဒီမှာနော်တေးဆရာမြတ် ဖြစ်ကြသလားဖြစ်ခဲ့ကြသလားဖြစ်ကြမှာပေါ့နော်သူတို့ဆိုတဲ့ဘောနော်သူတို့ကကျွန်တော်တို့ချင်းမှာတေးဆရာမြတ်ဖြစ်ခဲ့ကြသလားပေါ့နော်ဖြစ်ခဲ့ကြသလားဒီမှာဖြစ်ကြမှာလားလူကြီးတွေကမနမန်ကလူကြီးတွေပြောတာဖြစ်ပါတယ်လူကြီးတွေကကျွန်တော်တို့ချင်းမှာတေးဆရာမြတ်ဖြစ်ကြမှာလားဘာနော်အဲ့လိုပုံစံနဲ့တော်လို့ရပါတယ်အဲ့လိုဆိုလို့ရှိရင်ကျွန်တော်တို့နားလည်မယ်လို့ထင်တယ်နော်ဆိုင်းနေကပါခွာခွာချင်းကပါခွာချင်း affirmative question ပေါ့နော် affirmative question အများနဲ့ မေးထားတာဖြစ်ပါတယ်အများနဲ့ရေးထားတာဖြစ်ပါတယ်အဆိုလို့ရှိရင်ကျွန်တော်တို့အမေးရှိပြီဆိုတော့ကျွန်တော်တို့အဖြေလေးရှင်းရမှာပေါ့နော်အဖြေဆိုတာကကျွန်တော်တို့ဒီမှာဝက်ကြဝက်ကြဆိုတာကဒီမှာကြည့်လိုက်မယ်ဒါကကြတော့ဘာနဲ့ဖြစ်ရလဲ the way of long answer ပေါ့နော်ကျွန်တော်မရေးထားပါဘူးဒီမှာ yes they are compassers in front of me yes they were compassers in front of me yes they will be compassers compassers in front of me ဟုတ်ကဲ့ဟုတ်လဲအမျိုးသမီးတွေက ဒါဒေဆိုတော့မျိုးသမီးကိုညွှန်တာเนาะဒီနေရာမှာနေပြီးတော့ထက်တလေးလေးနေပြီးတော့ကျွန်တော်တို့ဘာသုံးလို့မရဘူးလေအာ woman ဆိုပြီးတော့သုံးလို့မရဘူးနောက်ပြီးတော့ man ဆိုပြီးတော့သုံးလို့မရဘူးเนาะ man int mouse ဆိုတာလေးအများလေတယောက်ကနေနှစ်ယောက်ဖြစ်သွားအများအဲ့နေရာမှာလေကျွန်တော်တို့ဒီဟာကိုပဲဒီကိုပဲ pronoun ကိုပဲအသုံးပြောမှာဖြစ်ပါတယ်ဒါလေးတော့ကျွန်တော်တို့သတိထားရမှာပေါ့เนาะ insert နဲ့ဖြေတာလေးကျွန်တော်တို့နားလည်မယ်လို့ထင်ပါတယ်ဒါကြတော့ short insert ကြည့်လိုက်တယ်နဲ့မြင်လိုက်တယ်နဲ့သိရမှာပေါ့เนาะကြာကျွန်တော်ကဘာနဲ့ဘာနဲ့ဖြေမယ်အဲ့ဒါကိုကျွန်တော်တို့ကြည့်လိုက်တယ်နဲ့သိရမှာပေါ့เนาะ yes they are yes they were yes they will ဘောနော်ဒါ long answer မနေ့ကလည်းဖြည့်တဲ့ခါမှလည်းကျွန်တော်တို့နေ့နှစ်နေ့ရှိရပါဘောနော် no they are not no they were they were not no they were not ဘောနော်မဖြစ်မဖြစ်နေ no rent ဘောနော် no no they are rent no they weren't no they on ဆိုပြီးတော့ကျွန်တော်တို့ဒါ long answer တူနဲ့ဖြည့်တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ခုပြောချင်တာကကျွန်တော် channel ကိုကြည့်ပြီးတော့ကျွန်တော်တို့ဒီ time မကြော်တော့ပြနေပေါ့နော်ကြော်မတော့ပြပါနဲ့နောက်ထပ်သင်ခင်းစာ lesson လေးတွေအများကြီးလာမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြီးလုပ်ပြီးပြင်ကြပါအဆုံးထိလေ့လာပေးတဲ့အကြောင်းလေးကျွန်တော်တို့ပဲကြီးစုတင်ရှင်းပါတယ်